အားလုံးပဲမင်္ဂလာပါသူတို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဒီနေ့ကနေပြီးတော့ကျွန်တော်စုံပုံကောင်းတောင်းပေးလိုက်ရပါတယ်ဗောနောအဲ့တော့ဒါကျွန်တော်တို့ဒီနေ့မှာခင်ဗျားတို့နည်းနည်းလေးဆွေးနွေးခြင်းနဲ့အကြောင်းအရာလေးရှိတယ်အဲ့ဒါကဒါခုနကလက်ရှိမှာဒါကျွန်တော်တို့ Twitter ပေါ်မှာလည်းဆွေးနွေးနေလို့ဒါကျွန်တော်တို့လက်ရှိမှာလည်းဆွေးနွေးနေတယ်အဲ့တော့အပြောင်းရွှေ့အကြောင်းလေးလည်းလက်ရှိမှာဒါကျွန်တော်တို့14ရက်နေ့ဖြစ်သွားပြီမယ်အပြောင်းရွှေ့အကြောင်းလေးနည်းနည်းလေးတော့အေးနေတယ်အဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်နည်းနည်းလေးဆွေးနွေးအောင်အဲ့တော့ဒါကကျွန်တော် United အကြောင်း discussion လေးနည်းနည်းလေးပြောကြည့်ခြင်းနဲ့ပေါ့နော် လက်ရှိမှာ United အသင်းနေတယ်ပုံမှန်လင်းလင်းပြောရမယ်ဆိုရင်ဒါ of course လက်ရှိဒါဒီမနစ်ကရာသီအရာဆိုတကယ်နဲ့ပြန်စမ်းသပ်ကြည့်မယ် United အသင်းကဟိုတော်တော်လေးအားနေတဲ့ရာသီတစ်ခုဖြစ်ခဲ့တယ်။ Ruben Lam Amorin နေတဲ့ဒါကြောင့်ပြောင်းလဲတဲ့အသင်းအသင်းမှာရောက်လာခဲ့တဲ့အချိန်မှာဒါအသင်းကိုထင်တော့အများကြီးမလုပ်ပေးနိုင်ခဲ့တဲ့အခြေအနေဖြစ်သွားခဲ့တယ်။ဒါပေမဲ့ဒီနေ့မှဒါကိုကျွန်တော်ပြောချင်တာမဟုတ်ဘူး။ကျွန်တော်ပြောချင်တဲ့အရာကလက်ရှိမှာကစားသမားတွေအနေနဲ့ United လို့ကြားလိုက်ယုံပဲကိုဘာကြောင့်မလို့အခုချိန်ထိအသင်းပြောင်းချင်နေတာလဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်။အဖေက United ဖြစ်နေလို့ပဲ။ ဒါကဒီ sense ကိုတုံတန်လူကဘာလဲပေါ့ဟိုနောက်နောက်ပေါ့ချာတိတ်တွေပဲနားမလဲလားဒါမှမဟုတ် United အောင်မြင်တဲ့ kick ကိုပဲမမီကိုရီကျတော့မှီခဲ့တယ်ပေါ့ဘာလို့ဆိုတော့ခမကြကျွန်တော်ပြပြမယ်နော်ကိုရီစပါအားပေးတာအားပေးတာမှန်ပဲမြဲဒါကိုရီနဲ့လည်းအလန်းဝေးလို့လည်းဖြစ်မယ် United အသင်းနေနေတာဘယ်လောက်ထိ dominant ဖြစ်ခဲ့လဲဆိုတော့ okay ဒါကျွန်တော်တို့ဒါ shape band ပိုင်းနေမှာဆိုရင် United ဖလားရရဆိုတော့သိပြီအဆန်းတစ်ခုမဟုတ်ဘူးဗျာသိလားအခုဒီနောက်ပိုင်းနေတယ်မှာဒါကျွန်တော်တို့ဟိုအသင်းတစ်သင်းဖလားရတယ်ဒါမှသာဆိုတော့ကျွန်တော်တို့ကျွန်တော်တို့စပါအသင်းဖလားရ United အသင်းနေနေကျွန်တော် မမေရဖလားရဆိုသူတို့ကတိတ်ပြီ United ကအနှစ်တိုင်းလိုလိုဒါကျွန်တော်ပရီးမီးယားလိဖလားကိုထမင်းစားရည်တောက်ယူနေတဲ့အသေးသေးပုံစံမျိုးဖြစ်နေခဲ့တယ်။အဲ့ဒါ history ပဲ။အချို့ကအဲ့လိုကျွန်တော်ဟာအချို့ကညင်ကြဟာအဲ့ဒါဆို Northern Forest တို့ဒါ Aston Villa Northern Forest တို့ Aston Villa တို့အနေနဲ့ ချန်ပီယံလိရခဲ့တဲ့ဥစ္စာနဲ့ United ဒေါ်မနန်ဖြစ်ခဲ့တဲ့ဥစ္စာနဲ့မတူအခုလက်ရှိကစားသမားတော်များ20ဥပ20ကျော်လေးတွေပေါ့လက်ရှိမှာဒါမဲ့ TWS Corner တို့ Brian and Bamboo တို့ဘာလို့ United ကိုပြောရောသူတို့အနေနဲ့ဒါကျွန်တော်တို့လက်ရှိမှာသူတို့ရဲ့နိုင်ငံမှာ TV ဖွင့်လိုက်ရင်သူတို့နိုင်ငံကအသင်းကလွင်ဥရောပနိုင်ငံမှာဘောလုံးပြပြီဆိုရင် United အသင်းကအဓိကပြခံရတယ်မှာပါတယ်။ဘာကြောင့်လဲအအောင်မြင်ဆုံးသိနေတဲ့တကူ။အဲ့တော့ခင်ဗျာဘလောက်ပဲပြအခုလက်ရှိမှာတိုင်ပတ်နေရပြောဘလောက်ထိတိုင်ပတ်နေတဲ့ဥစ္စာပဲပြောပြပြသေးလား။နောက်ဆုံးပြပုံမှန်လေ United နောက်ဆုံးတန်းဆင်းတော့ United က United ဖြစ်နေဦးမှာပဲ။ that's a harsh reality ပဲဗျာလေအဲ့တော့အခုတချို့မှဒါကျွန်တော်တချို့ကြပြောရပေါ့နော်ဒါဟို Twitter မှာပြောသူပဲဟာ United နဲ့ဒါကျွန်တော် Brian Amon မဘူးလား United က United ပဲလူတယောက်အနေနဲ့ခင်ဗျငငယ်လေးကလေးကကြည်လာကျွန်တော်ခုနပြောသူပဲအခု loose ကလေးခုနကျွန်တော်တက်ရပေါ့နော်ခင်ဗျတို့ဒီ chart တက်ရတော့မဟုတ်ဘူးကျွန်တော်ဒါကျွန်တော်တို့30နာ30 30ကျော်နဲ့30နာကတ်နေတဲ့လူတွေအတွက်အသက်တော့မေးကြည့်လိုက်မင်းတို့ဘယ်ပွဲကြည့်ပြီးဘယ်လိုကြည့်ပြင်းလာကျွန်တော်တို့ဆိုလေဒါကတော့ဆပါးပွဲဆိုကျွန်တော်တို့ဒါချေချာပပအတိ စူးစမ်းပြီးကြည့်ရတယ်မှာအများစုမေ United ပဲကြည့်လာခဲ့တာ United ပြည်သက်များဆိုရ United ရဲ့အောင်မြင်မှုပုံမူဒီပြည်သက်တွေအများကြီးပါအခုလက်ရှိမှာ Matthew's Corner ဆိုကြည့်တယ်သူ့ရဲ့ interview မှာသူသီးတာသူ့ရဲ့အိမ်မက်က United ဘာလို့အိမ်မက်ဖြစ်လဲဆိုတော့ United ဖြစ်နေလို့ပဲဗျာသိလားကျွန်တော်တအားကတော့ Champion League ညများနောက်တော့ Premier League မှာဘယ်လိုမျိုး Sir Alex Ferguson ယူပြခဲ့လဲတခါကျရင်ဗျာလူတွေကခုနပြောသပြေပေါ့နော်ဟိုအောင်မြင်မှုကို diminish လုပ်တဲ့နေရာမှာအရန်တော်တယ်ဘာလို့မသိမယ် United ကဒီနှစ်တစ်နှစ်ဆုတ်ပြတ်သက်သွားတယ်။ United နဲ့တော့တယ်ခုနကဒီနှစ်မှာအဆင့်15ရရတယ်။ဟုတ်တယ်။အမှန်နဲ့ ဒါပေမဲ့ United အသင်းနဲ့ဒီလောက်ထိစုပ်ပြတ်တတ်တဲ့အချိန်မှာ၃နှစ်အတွင်းမှာဒါကျွန်တော်တို့လက်ရှိမှာ final အချိန်ရောက်တယ်ဖလားနှလုံးယူထားတယ် every day နဲ့သူရောက်ချင်းနဲ့မှာ carabao တစ်ခုယူပြီးတော့ဒါကျွန်တော်တို့လက်ရှိမှာအဲ့တော့ပြောချင်တယ်ဗျ tie fade တစ်ခု sellers barcuzen မရှိရတဲ့နောက်မှာ united စောက်ပါတယ်ဆိုတဲ့အချိန်မှာ united europa league ရခဲ့တယ် fa ဖလားဘယ်နှချိန်ရနှစ်ချိန်လားသုံးချိန်လားမသိရတယ် carabao နှစ်ချိန်လားမသိရတယ်အဲ့တော့ပြောချင်တာဗျဒီ season တွေမှာ united ရဲ့ဒါ super trophy ရဲ့ cabinet က at least ဖြစ်နေတယ် သူများသိနေမပြောကြသူများသိကြအောင်မပြောကြစိတ်ဝင်စားအောင်ဒါပေမဲ့ကျွန်တော်သိနေကြပြောစပါတင်အောင်မင်းဆိုမော်ရီရှာပူချက်တီနိုခက်မှာ United တိုင်ပတ်နေပါလေဆိုတော့ခင်နေပြန်ရှေအဲ့ဒီမှာမော်ရီညိုက Europa League တွေ့ကြမှာပူချက်တီနိုဘာမှမယူပေးနိုင်ခဲ့ဘူးအာတချို့ကဟာကိုတိကျွန်တော်တို့က Champion ကျွန်တော်တို့အသင် Europa League မှာရှိခဲ့တာပဲလေမဟုတ်ဘူးလားကျွန်တော်စပါတင် Europa League မှာဘယ်နှစ်နှစ်ရှိခဲ့လဲဘယ်နှစ်နှစ်ရှိခဲ့တယ်မှာကျွန်တော်ဘယ်နှစ်နှစ်ဘလောက်ယူပြနိုင်ခဲ့လဲတခါကြရင်ညခုနကပြောသူကျွန်တော်စကားရင်းနဲ့ပြောပြီးဆိုရင်အောင်မြင်မှုအကြောင်းပြောပြီးကျွန်တော်စုဖလားနေပဲပြောရတယ် ကျွန်တော်လေးအဲ့ဒါကြောင့်မလို့ခုနက edge edge post နဲ့ conclude ကျွန်တော်သဘောကျတဲ့အချက်ကဒါပဲကျွန်တော် supply နဲ့ပဲစကားပြော United ပြည်သက်တွေမေးကြည့်လေနောက်ဆုံး၅နှစ်မှာတချို့ပြည်သက်တွေ assemble ရတော့မတ်မိဘူးတို့မခဲဘူးဒါပေမဲ့တို့ရဲ့ကောင်းတော့မှတို့ FA player Carabao ရတယ်ပဲဆိုတော့မတ်မိမယ်တခါကျအဆင့်နှစ်တို့အဆင့်သုံးတို့အဆင့်လေးတို့ဆိုတကယ်တမ်းဘာမှလွတ်လွတ်ရရမှာဒါကျွန်တော်သူများ founder သူများ founder ကျွန်တော်အသိကျွန်တော်ပြပြနော်စပါးတဲ့အဆင့်လေးရအဆင့်နှစ်ရကျွန်တော်အဲ့ရာဒီနဲ့ကိုင်ဝေါ်ကပြောရတဲ့စကားတခုကျွန်တော်ပြောလိုက်ကိုင်ဝေါ်ကနောက်ဆုံး podcast မှာကျွန်တော် spa တင်တဲ့ပတ်သက်သူဘာပြောသွားရည်သိလားကျွန်တော်ရဲ့ ပရီးမီးယားလိတလုံးနဲ့စပါတင်နဲ့ယူရိုပါလိလုံးရကျွန်တော်လဲရတယ်ဆိုသူပြောသွားတယ် at the end of the day မှာခင်ဗျာခုနကဘလဘဘဒုတက်လည်းပဲမှတ်တာလဘပထမဆုံးဘဒုရောက်ဘူးလည်းပဲမှတ်ပြီးတာလဘဘဒုမှဒုတိယရောက်တယ်ဆိုမှတ်မိဘူးဦးစိန်မောနဲ့အပြေးပြန်ခဲ့ပြီးဟူစိန်မောနောက်ကနံပါတ်2ဘဒုရောက်ခင်ဗျာမှတ်မိတာခင်ဗျာဘဒုမှမှတ်မိဘူးဟူစိန်မောကိုမှတ်မိတာ United scenario ကလည်းဒီတိုင်းပဲခင်ဗျာ ဟဲ့ပဲ United နဲ့ရှင်ပြီး United မှာကျွန်တော်ပြမ United နဲ့ရှင်ပြီးတော့ဖလားလူခဲ့တဲ့နောက်ဆုံးကျွန်တော်အဲ့ United ဖလားရခဲ့တဲ့ဒီမှာဒုတိယလူဘယ်မှတ်မိဘယ်မှတ်မှတ်မိပြောချင်တာကအဲ့ဒီဆန်ဆိုအဲ့ United ဆိုတဲ့အကြောင်းအရောပြောပြဆိုကျွန်တော်ဟာဒီကောင် United ကဒီနှစ်မှာဟုတ်တယ်ဒီနှစ်မှာညံ့တယ် at least ရှင်းနှစ်တွေပြန်ကြည့်ရ United ဆုတ်ပြတ်ပါဆိုတဲ့မှာ United အောင်မြင်မှုတွေရတယ်ခင်ဗျာကျွန်တော်တို့လူခုနပြောဆိုဟာ Chelsea အားပေးတဲ့ကောင်လည်း Chelsea ပဲသွားမှာပဲ ဟုတ်တယ်ဟုတ်ကိုက်စီတိုအနေနဲ့မမဲမက်မီလာကိုက်စီတိုအနေနဲ့လီဗာပူးအနေနဲ့ဒါကျွန်တော်ပတ်စံပေးတဲ့ကျွန်မအော်ချယ်ဆီကသူ့အနေနဲ့ချယ်ဆီကိုကြိုက်လို့ချယ်ဆီကိုပြောင်းသွားတယ်အဲ့တော့ပူးဆိုတဲ့အရာခပြလွယ်လွယ်လေးလုပ်ယူလို့မရအောင်တိလားအတူတူကြတယ်ဗျ United အသင်းနဲ့ဒါပတ်စံပေးလို့ဒါကျွန်တော်သွားတယ်ပတ်စံပေးနိုင်နိုင်သွားမယ်ဆိုရင်ခမ sorry ဒီလိုအန်သွားနေကြမှာဘောတမလားကျွန်တော်ပြောတာ ဘရူနိုဖာနန်ဒက်စ်ဘာလို့ဆော်ဒီနဲ့ယူနိုက်တက်ကိုယူချေခဲ့လဲယူနိုက်တက်ကိုပို့ပြီးယူခဲ့ဆော်ဒီမှာတပတ်လောက်ကလာစား9သိန်း9000 7သိန်းအသတင်ရမယ့်ဥစ္စာနဲ့3သိန်းခွဲကိုအခွန်တဝက်ဖြတ်ခံရနိုင်ငံနဲ့သူအခွန်တဝက်ဖြတ်ခံရနိုင်ငံမှာသူဆက်နေတယ် why တိရအဲ့ဒီဥစ္စာတွေခင်ဗျာတွေ့မယ်တော့ခါရယူနိုက်တက်ကုနာကျွန်တော်ယူနိုက်တက်ဖန်ပို့တာကုနာကျွန်တော်တို့ဖားတိုင်းနဲ့တူကျွန်တော်ယူနိုက်တက်ပွဲတွေကိုကျွန်တော်ကြည့်ပြီးကြီးပြင်းလာခဲ့ရတဲ့ဒုတိယအနေနဲ့ United ဘလောက် impact ရှိမှုကလေးစားခွေးဆုံးကျွန်တော်တို့သိတယ် ဲ့တော့ပြောချင်တာပဲသေးလားဟာ United ကဘာလို့လူလူလူတွေခေါ်နိုင်နေလဲဆိုတဲ့အဖြစ်ကတလုံးနဲ့ကျွန်တော်ဖြစ်တဲ့ဒီဗီဒီယိုရ3မိနစ်ပေါ့3မိနစ်နဲ့အလိုက်လို့ရ United ဖြစ်နေလို့ပဲလက်ရှိမှာ Liverpool နဲ့ဒါကျွန်တော်အဲ့ပေါ့ Liverpool နဲ့ United ရှင်လို့ရအောင် Liverpool နဲ့ဒါကျွန်တော်ဘာပြောသွားအဲ့တော့ဥရောပမှာအောင်မြင်ဆုံးဆိုတဲ့အသင်းတွေကလွယ်လွယ်နဲ့ရလာတာမဟုတ်ဘူးခမရခမရနောက်ဆုံးကဘာလို့ United တန်းဆင်းသွားတယ်မလားဥရောပအောင်မြင်ဆုံးအသင်းကဥရောပဥရောပတွေကအင်္ဂလန်မှာအောင်မြင်ဆုံးအသင်းတွေကအသင်းတစ်ခုကဖြစ်နေမှာပဲ Champion ဘလို့တန်းစင်းတော့ဒီဖလားတွေကိုပြီးလိုက်တော့မို့ဒီဖလားတွေကဆက်လက်ပြီး United ရဲ့ Trophy Cabinet ထဲမှာရှိနေမှာကျွန်တော်ပြောပါမလေးဒါကျွန်တော်ပြောပြကျွန်တော်ဒါပုံ Premier League Club တွေထဲမှာလေဟိုစူဖလားတွေထိုင်းနေရာတွေကိုဝင်လိုက်တဲ့အချိန်မှာ wow ကနေဖြစ်သွားတဲ့နေရာ၃နေရာပဲရှိတယ်ပထမဆုံးတစ်ခုက United Cabinet တတော်လမ်းပြခမမမြင်ဘူးတဲ့စူရှိရှိတဲ့စူဖလားဆိုမရှိဘူးနောက်တစ်ခု Chelsea တအားလာတယ်တအားမိုက်တယ်အရင်အားကြတယ်နံပါတ်3 Liverpool အရန်မိုက်တယ်ဒါကိုယ့်ရဲ့ personal ခုနပဲဆိုပဲဒါဥရောပမှာခုနပဲဒါမဲ့ခုနပဲဆိုပဲတကယ်တမ်းအမိုင်ဆုံးတာ real motive ပေါ့နော်ဘလောက်တိအောင်ဆိုရဲဆိုတော့ကျွန်တော်တို့ San Diego Barney View မှာကျွန်တော်တို့ Champion League ကြီးပဲတည်တံ့ပြထားတာအဲ့ဒါတော့ဘူးမှမမီဘူးဗျာနော်ဒါကြောင့်နာ Premier League မှာကျွန်တော်ပြပြတာဥရောပမှာကြာကြာပြတာ San Diego Barney View ပြောတော့ပြီးတော့ပြပြနောက်မှပြပြအဲ့တော့ပြောချင်တဲ့အိပ်ပဲဗျာသိလားအဲ့တော့ဒီလိုမျိုးဗျာအခန်းလေးတစ်ခန်းကိုဝင်လိုက်ရင်တော့ရှိန်သွောင်းအောင်လုံနိုင်တဲ့အသင်းတသင်းကခင်ဗျဘာဖြစ်နေမှာလဲကျွန်တော်ပြောရ United ကပြန်မလာနိုင်တော့ဘူးလေကျွန်တော်ပြော United ကအခုလက်ရှိမှာ club valuation မှာ real madrid ပြီးဒုတိယမြောက်အများဆုံးသင်းသင်းထဲမှာပါတယ်အဲ့ပြိတ္တတွေက united ခုနဘလို့လက်ရှိမှာမအောင်မြင်အဲ့လိုမအောင်မြင်နိုင်မအားမပေးရဆို united ပြိတ္တတွေကြည့်ရမှာတော့မဟုတ်ဘူးခင်ဗျာဒါခါကျရင်လေ united ဒီလိုကစားသမားတွေကိုဘာလို့ခေါ်နိုင်လဲဆိုတဲ့အဓိကရည်ရွယ်ချက်ကိုအေးပေါ့လူငယ်တွေကတော့မသိမသိတော့ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကသိတယ် united ဖြစ်နေလို့ပဲအဲ့ဒါကြီးကလက်မခံကြလားလက်ကလက်ကိုခံအောင်ခံရမှာလား united ဖြစ်နေလို့ဆိုတဲ့ညာကိုခံလက်ကိုခံရမှာ ဟုတ်ကဲ့ဒီကစားသမားတွေအနေနဲ့ဥပမာအပိုဆိုးတယ်ဟုတ်နော်ဒီကစားသမားတွေဥရောပမဟုတ်ဘဲနဲ့အာဖရိကတို့ဒါအာရှတို့ကဒါကြီးလာခဲ့ပူရောဆိုးမှာဟုတ်ကဲ့အဲ့ဘက်ကလူတွေတော်တော်များ United GB အားပေးလာတဲ့လူတွေကြီးပဲအဖြစ်ကအတား အဲ့ဒါဒီလောက်ပဲအဲ့တော့ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုနေ TV4U တို့မှာကျင်းလူဆန်ပေါင်းကွန်ယူလို့ရပါတယ်။မြန်မာလက်ကလစ်ပုံမမေ့ကြပါနဲ့ဦးပြအောက်က comment တွေထဲမှာလေ Youth Sport Media 3.0ဆိုနေ TV4U တို့ရဲ့ link တွေကိုထည့်ပေးထားကြပြီးကျွန်တော်များစွာကွန်ယူပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်။မြန်မာလက်ကလစ်ပုံမမေ့ကြပါနဲ့ဦးပြမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြည့်လို့ပါတယ်။ကောင်းမွန်တော့နေလေးတနေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပေးနေပဲ။ ကျွန်တော်တော့ကုန်ပြီပေါ့ဗျအားလုံးပဲကျူတူပါမြန်မာလက်ကလစ်ဖို့မိမိကြောင့်ပါနေဗျမြန်မာကလစ်မှာမြန်မာနိုင်ငံမှာဖြစ်ပါတယ်အားလုံးပဲကျူတူပါတယ်တေးပါပါ